EV4 ရဲ့ဆာမှာတော့ Sigma Leader ရဲ့အရင်နေထွက်ပြေးသွားပြီဆိုပြီးတော့သူချင်းချင်းပြောနေကြတော့မှာ Red High Mirror ဖြစ်သူကကြားသွားပြီးတော့ဘာပြောနေကြတာလဲ Red ကအရင်နေထွက်သွားဆိုတာလဲဘာလို့ဆိုလိုတာလဲဆိုပြီးတော့ Sigma Leader ကိုမေးလိုက်ပါတယ်အ Sigma Leader ကတော့တခင်းဒါနီချီကိုဆာမှာအင်ကိုပြန်လာပြီးတော့ Red ကမရှိရော Red ကအရင်နေထွက်သွားပြီဆိုပြီးပြောပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ် Red High Mirror ဖြစ်သူကတော့နည်းနည်းစဉ်းစားသွားပြီးတော့ဒါနီချီကိုခုဘယ်မှာလဲဆိုပြီးတော့မေးလိုက်ပါတယ် Sigma Leader ကတော့တခင်းအိမ်မြန်လာကနေကြီးချိုးကန်းနဲ့ဝင်နေကြအောင်ပြောပြလိုက်ပါတယ် ဒါနင်ချီရဲ့ရေချိုးစလုံးပြီးမှတော့ရဲဟာရဲ့ပုံတွေပြောင်းကျန်းနေပြီးတော့ရဲဟာရဲ့တိတ်ဆုံးမှုပေါ်လေတော့စိတ်ထိခိုက်နေပုံမှာဒီချိန်မှာပဲရဲဟာရဲ့မိလူဖြစ်သူဟာခန်းထဲဝင်လာပြီးတော့ရဲဟာအိမ်ကနေထွက်ပြေးသွားတယ်ဆိုတော့ဘာလို့ဆိုလိုတာလဲဆိုပြီးတော့သူမယောက်ျားကိုမေးလိုက်ပါတယ်ဒါနင်ချီကတော့သူမတည်သွားပြီဒါပေမဲ့ပြန်ရှင်လာတယ်သူပြန်ရှင်လာပြီးတော့ငါ့ကိုထားသွားတယ်ဆိုပြီးတော့ပြောနေပါတယ်ရဲဟာရဲ့မိလူဖြစ်သူကတော့နင်ပါပြောနေရလဲရဲဟာအိမ်ကနေထွက်လာတယ်ဟုတ်လား ဒါဆိုငါရဲ့ကြောက်ချုပ်ရည်မှုနေအောင်ငါဆုံးရှုံးမခံတော့ဘူး။ဘယ်ရောက်ခုပဲမှလဲဆိုပြီးတော့မေးလိုက်ပါတယ်။ဒါနီဂျူရဲ့ laptop ဖြစ်သေးတော့စူးအထက်တန်းကျောင်းချီယူလို့ခေါ်တဲ့ကောင်လေးနဲ့ရှိနေမဲ့ထင်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။သိထုတ်တာပေါ့။ "तू आर रे" ခေါ်သွားတဲ့ကောင်ကသူကမကောင်းဆိုးပါပဲ။အောက်ဆောင်နေပါပဲ။ငါမင်းသူ့ဆီကနေပြန်ခေါ်ပြီးတော့ငါရဲ့အချက်တွေနဲ့တန်ရှင်းပေးမယ်ဆိုပြီးတော့ဒါနီဂျူကပြောလိုက်ပါတယ်။ တဖက်မှာတော့ရေဟာသူမဆန်ခါမင်းကလေးကျောင်းကအထူးအချုပ်တင်နှန်းကိုကျောင်းမသွားခင်အမြဲသွားပြီးတော့လေ့ကျင့်ဖြစ်လာကြအောင်အချုပ်တာသူမအတွက်လေ့ကျင့်လိုတော့ဖြစ်နေပြီဆိုပြီးတော့ချီလိုပြောလိုက်ပါချီလိုလည်းဒါကြောင့်မင်းရဲ့အနာတွေကိုမင်းကိုယ်တိုင်အချုပ်နေနိုင်တာပဲဆိုပြီးတော့ပြောနေပါတယ်ရေဟာတော့နာကျင်မှုကိုမခံစားရတာကြောင့်ပြောနေပါတယ်ချီလိုတော့မင်းဘာဖြစ်နေလဲဆိုတာကိုမင်းနားလေရလားမင်းအတေးသွားပြီမင်းရဲ့ခန္ဓာကိုယ်လည်းအေးဆပ်နေပြီမင်းရဲ့နှလုံးကလည်းမခုံတော့ဘူးပြီးတော့မင်းကြောင်းလည်းမသွားတော့ဘူးအဲ့တော့မင်းကဘာလို့ပြောနေနိုင်သေးရလဲဆိုပြီးတော့ရဲဟာကိုမေးလိုက်ပါတယ် ရင်းဟာတော့ဘာလို့လဲဆိုတော့သူမကခုမှပထမဦးဆုံးအချိန်ယောက်ျားလေးတယောက်ရဲ့ခန်းထဲကိုနေဘူးတာကြောင့်ပြောနေရပါဆိုပြီးတော့ချီလိုပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ရန်ကိုသူ့ရဲ့တငယ်ချင်းဖြစ်သူအားပြန်ကြရင်လမ်းမှာတစ်ခုစားရအောင်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါပေမဲ့လည်းရန်ကိုကညင်းလိုက်ပြီးတော့သူကသွားစရာရှိသေးလို့ပါဆိုပြီးတော့ပြောလိုက်ပေမဲ့လည်း စိတ်ထဲမှာတော့ဘာပေါ်နောက်ကိုလိုက်သွားပြီးတော့သူ့ကိုရေမြောင်းထဲမှာထားခဲ့တဲ့ချီကိုတပ်ပြစ်မယ်ဆိုပြီးတော့တွေးနေပါတယ်။ရဲဟာတော့ညနေခင်းလေးမှာတိုက်တဲ့လေရကောင်းလိုက်တာဆိုပြီးတော့ချီတို့ပြောနေပါတယ်။ချီတို့ကတော့သူကဒီမှာတော်တော်လုံးများနေပုံများတွေးထားလားဆိုပြီးတော့စိတ်ထဲမှာပြောနေပါတယ်။ ဒီချိန်မှာပဲဘဲဟာချီလိုနင်မြင်ရတော့ဟိုသစ်ပင်ပေါ်မှာဘာပုံမလားဆိုပြီးတော့မီးလိုက်ပါပဲဘာပုံမြန်လုံးနေရတော့ပြန်ကောင်းနေပါပြီဘဲဟာဘာပုံကဒီသစ်ပင်ကတက်တောင်းတက်တာအရှိဆုံးလို့ပြောနေရဆိုပြီးတော့ချီလိုပြောပြလိုက်ပါပဲချီလိုကတော့ကြည့်ရတာဆိုမီးတွေကချင်းချင်းဆက်သွယ်နိုင်ကြရဲ့ထင်တယ်ဆိုပြီးတော့တွေးနေပြီးတော့သူကဇုံမီးလို့သာပြောပါဘာမှလည်းသိမပြောင်းလဲပါဘူးဆိုပြီးတော့စဉ်းစားနေပါပဲဒါဝဲဟာနင်းကငါ့ကိုဇုံမီးနဲ့ပူတူဖို့မျှော်လင့်နေရလားဆိုပြီးတော့ဇုံမီးပုံစံလေးလှုပ်ပြလိုက်ပါပဲ ချီရောတော့နင်ကတကယ်ပဲဇုံမိဖြစ်သွားတော့စိတ်မပူဘူးလားဆိုပြီးတော့ရဲဟာကိုမေးလိုက်ပါတယ်ရဲဟာတော့မပူပါဘူးဘာလို့လဲဆိုတော့နင်ကငါ့ကိုတောင်းယူပေးမှမလို့လေဟုတ်တယ်မလားဆိုပြီးတော့ချီတို့မေးလိုက်ပါတယ်ချီရောတော့နင်ကငါ့ကိုဘလို့တောင်းယူစေချင်တာလဲဆိုပြီးတော့မေးလိုက်ပါတယ်ရဲဟာကတော့တူတူဈေးဝယ်ထွက်လာတော့ပြတ်လိုက်သွားတာတော့ဒါမှမဟုတ်ဇုံမိကတူတူကြည့်တာတော့နောက်ပြီးပန်းချံတူတူသွားတာတော့လုံးဝလေဆိုပြီးတော့ချီတို့ပြောလိုက်ပါတယ်ချီရောတော့တခါမှမသွားဘူးအားကြောင့်ရှက်နေပါတယ် ဘဲဟာတော့သူမအကုန်လို့ဘူးကျင်လဲသူမဘယ်တော့မှမရရှိခဲ့တဲ့တာမန်မင်းကလေးတယောက်ရဲ့ဘွားလူပေါ့ဆိုပြီးတော့ခြေတို့ပြောလိုက်ပါတယ်ခြေတို့ကတော့နင်ရဇွန်မီဖြစ်သွားတော့မှတာမန်မင်းကလေးတယောက်ရဲ့ဘွားကိုလူကျင်သေးရလားဆိုပြီးတော့ဘဲဟာကိုမေးလိုက်ပါတယ်ဘဲဟာတော့ငါပြောတာများသားလူလားဆိုပြီးတော့ခြေတို့ရဲ့ပခွန်ကိုင်းပြီးတော့ခြေတို့ငါခံစားချက်တွေကတမျိုးဖြစ်နေဆိုပြီးတော့နန်းတော့မဲ့ချိန်မှာပဲ I don't know what's come over me Are you sure about this? CEO ထွက်လာခဲ့ဆိုပြီးတော့ Rango ရဲ့ order ကြောင့်ရက်လိုက်ပါတယ် Rango ကနင်းထွက်လာခဲ့နင်းကောင်ကနက်က session အောင်လုပ်သွားတယ်နောက်ပြီးနင်းခန်းထဲမှာလည်းတယောက်ယောက်ရှိနေရမလားဆိုပြီးတော့မေးလိုက်ပါတယ်ချီတော့တော့ဘယ်မှမရှိပါဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ဒါဆိုငါပေါ်တက်လာခဲ့မယ်လေဆိုပြီးတော့ Rango ကပြောလိုက်ပါတယ်ချီတော့တော့သူခန်းထဲမှာယောက်ျားလေးနဲ့ဆိုင်တဲ့ပစ္စည်းတွေရှိရာကြောင့်မတက်လာပါနဲ့ညီဘေးမှာပဲစကားပြောအောင်လို့ဆိုပြီးတော့ Rango ခေါ်ထုတ်သွားပါတယ်ဘေးဟာတော့ခုနကသူလောက်ခဲ့တဲ့အရာတွေကိုရှက်နေပါတယ်ညီဘေးမှာတော့ချီတို့ Rango ကဆုံးမနေပါတယ် ဒါနဲ့ဘာဘောင်းအဆင်ပြေလားဆိုပြီးတော့ရန်ကိုကမေးလိုက်ပါတယ်အဆင်ပြေပါတယ်ဆိုပြီးတော့ချီယိုကပြန်ပြောလိုက်ပါတယ်ဘာဘောင်းကလူတွေကိုတိုက်ခိုက်တယ်မျိုးမလုပ်ပါဘူးဆိုပြီးတော့ချီယိုကပြောနေပါတယ်ရန်ကိုကတော့ချီတို့ကိုဖုန်းလေးတစ်လုံးတော့ရှိနေတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒီလိုနဲ့ရန်ကိုနဲ့ချီတို့စကားပြောနေတော့မှချီတို့တငယ်ချင်းဖြစ်သူဂျာစုတာကာရောက်လာပါတယ်ဂျာစုတာကာကတော့မကောင်းတဲ့ကောင်ဆိုပြီးတော့ချီတို့စီကိုပြေးလာပြီးတော့နောင်နာရောက်လာတော့သူ့ကိုလည်းရဲဟာနဲ့မိတ်ဆက်ပေးပါဆိုပြီးတော့ချီကိုပြောလိုက်ပါတယ် ယောသုတာကတော့မင်းကလူကောင်းမှာမင်းသူ့ကိုသိနေဆိုတာငါတို့ကဘာလို့မပြောပြရလဲဆိုပြီးချီတို့မင်းနေပါပဲ။ဘန်ကူကတော့စံခါရဲဟာလာဆိုပြီးယောသုတာကောင်မေးလိုက်ပါပဲ။ယောသုတာကလည်းဟုတ်တယ်လေဆိုပြီးတော့ပြန်ပြေလိုက်ပါလေ။ ီပြောတော့ငါသူ့ကိုတခြားမသိပါဘူးတွေ့ဘူးအောင်လေတွေ့ဘူးတာပါဆိုပြီးတော့ပြောလိုက်ပါပဲနောက်ပြီးတော့ချီတို့ကဇုံမီတရားငါဘွားကြီးပဲဆိုပြီးတော့ပြောနေချိန်မှာရဲဟာဇုံမီကောင်မလေးဖြစ်နေမှအောင်တတိယလိုက်ပါတယ်အခုသူမကလည်းသူ့ခန်းထဲမှာပဲဆိုတော့စဉ်းစားလိုက်မိပြီးတော့ငါ့ရဲ့အိမ်မက်တရားတကယ်ဖြစ်လာပြီပဲဆိုပြီးတော့ချီတို့ကပြောနေပါတယ်ရဲဟာတော့စံခါကျောင်းဝန်ဆောင်ဝတ်ထားတဲ့ရန်ကုတ်အကြောင်းကိုတွင်းနေပြီးတော့ချီတို့နဲ့တဝင်းနေတွေ့နေပါတယ် ရင်ကတော့အိမ်မှာဘယ်မှမရှိဘူးထင်တယ်ရေချိုးလာရောမှာပဲဆိုပြီးတော့ရေချိုးကန်းနဲ့ဝင်ပြီးတော့ရေချိုးနေပါတယ်ဒီချိန်မှာပဲခြီးတို့ရဖို့ဖြစ်သေးပါရေချိုးကန်းနဲ့ဝင်လာပြီးတော့ရဲဟောင်မြင်သွားပြီးတော့ ရင်ဟောသူ့ရဲ့မိမဖြစ်သူဆက်တော့ထင်သွားပြီးတော့ပြေးဖက်လိုက်ပါတယ်။မင်းသက်ပြန်ရှင်လာတာမလားဟုတ်တယ်မလားဆိုပြီးတော့လည်းမေးနေပါသေးတယ်။ရင်ဟောတော့လူမနေပြီရှင်ဆိုပြီးပြောနေပေမဲ့လည်းကိုဖြစ်စီကဇုတ်ကိုဖတ်ထားတာကြောင့်တွန်းထုတ်လိုက်ပြီးတော့ခြေတို့ရဲ့ခန်းထဲကိုပြေးတက်သွားပါတယ်။ဒီချိန်မှာပဲမီကိုရောက်လာပြီးတော့မီကိုလည်းဟိုးဖြစ်စီကဆက်တော့ဆိုပြီးတော့ပြေးဖက်လိုက်ပေမဲ့မီကတော့ချိန်မီကာလိုက်ပါတယ်။မီကလည်းကြည်ကြည်ဘာဖြစ်လို့လဲဆိုပြီးတော့မေးလိုက်ပါတယ်။ဟိုးဖြစ်စီကတော့ဆက်တော့အသက်ပြန်ရှင်လာပြီးတော့ငါးစီပြန်လာတယ်ဆိုပြီးတော့ပြောနေပါတယ်။ ကြည်ကြည်သူမှပြန်လာမလားတော့မသိဘူးအဖွားနမရခီယိုလေးစက်တမမဟုတ်တာဆိုပြီးတော့ပြောလိုက်ပါတယ်ကြည်ကြည်ကလည်းဒါဆိုငါလူမသားထင်တယ်ဆိုပြီးတော့ရှီချူကန်းလေးကိုပြန်ဝင်သွားပါတယ်ရဲဟာတော့သူ့ကိုတတိထားမိသွားပြီးထင်တယ်ဆိုပြီးတော့တွေးနေပါတယ်ပုံမှန်ဆိုရင်သူမကအခုချိန်ဆိုသူမအဖေနဲ့ညစာဖားနေလောက်ပြီးဆိုပေမဲ့ခုကသူမတခြားတယောက်ရဲ့အိမ်မှာဖြစ်နေပြီးတော့ယောက်ျားလေးတယောက်ရဲ့ခန်းထဲမှာရောက်နေတယ်ဆိုပြီးတော့တွေးနေပါတယ် ဒီလိုနဲ့ရဲဟာအိပ်ပျော်သွားပါတယ်။ခြီရွားတော့အင်းကိုတော်နောက်ကျမှရောက်လာပါတယ်။ခြီတို့ခန်းထဲဝင်လိုက်တဲ့အချိန်မှာပဲဘာမှမဝင်ထားတဲ့ရဲဟာကိုမြင်သွားပြီးတော့အိမ်မဝင်ဘူးလားဆိုပြီးတော့မေးလိုက်ပါတယ်။ရဲဟာတော့တောင်းပန်ပါတယ်။သူမှရေချိုးထားလို့ပါဆိုပြီးတော့ပြောလိုက်ပါတယ်။ခြီရွားတော့သူအမြဲလိုချင်တဲ့ဇွန်ဘီကောင်မလေးပဲဆိုပြီးတော့ရဲဟာကိုပိုက်နာနေသေးလား။ဘာဖြစ်နေသေးလဲဆိုပြီးတော့အင်နာရီဗျူးနေပါတယ်။ရဲဟာကတော့ဇွန်ဘီဖြစ်နေမှာတော့စိုင်ပြက်သွားလဲဘာမှဖြစ်ပါဘူးလို့ပြောနေပါတယ်။ဒါနဲ့အဝေစားဝတ်သိမ့်ပြီဆိုပြီးတော့ခြီရွားရဲဟာကိုပြောလိုက်ပါတယ်။ ရဲဟာလည်းငါလည်းဒါပဲပြောချင်လဲငါလှုပ်လို့မရတော့တောင်းတောင်းရင်ဖြစ်နေပြီဆိုပြီးတော့ချီလိုပြောလိုက်ပါတယ်ချီတော့တော့စမ်းကြည့်လိုက်တော့တော်တော်လေးကိုတောင်းနေပြီးတော့သူမခန္ဓာကိုယ်ကတိတ်နေပြီသူမတော့တိတ်ပြီးအဆင်ပြေမနေဘူးရဲဟာဒီလိုပဲဆက်ဖြစ်နေမှာဆိုရင်သူမခန္ဓာကိုယ်ကပုတ်သွားပြီးတော့ယူပဲကြံလိမ့်မယ်ဆိုပြီးတော့ချီကျော်ကတိတ်နေပါပဲဒါကြောင့်ရဲဟာကိုဂရုစိုက်ရမယ်ဆိုပြီးတော့တွေးလိုက်ပါတယ်